နိုင်ရဖို့အတွက်လီဗာပူးရဲ့အဓိကဒီအားနည်းချက်နှစ်ခုကိုပြတ်မှတ်ထားခဲ့တယ်လို့ဖော်ကောင်လုပ်လိုက်တဲ့ဒီလစ်မန်ချက်စတာယူနိုက်တက်နောက်ခံလူမာဒီယက်ဒီလစ်ကသူတို့အသင်းဟာအန်ဖီမှာ1-2နဲ့နိုင်ရခဲ့တဲ့ပွဲမှာလီဗာပူးရဲ့အဓိကအားနည်းချက်ကိုပြတ်မှတ်ထားဖို့အတွက်ရည်ရွယ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ပွဲစဉ်တွေမှာတော့ Harry Maguire က84မိနစ်မှာအနိုင်ကိုအသွင်းယူပေးခဲ့ပြီးတော့ Ruben Morin လောက်မှာ United ဟာ Premier League မှာပထမဆုံးအကြိမ်နိုင်ပွဲနှစ်ပွဲဆက်ရရှိခဲ့ပါတယ်။ ွဲစားပြီး9မိနစ်ဝင်းကျင်မှာကတည်းက Brian Ambwe Mo ကဥဆောင်ကိုသွင်းယူခဲ့ပြီးတော့ဘွဲကစားချိန်88မိနစ်မှာ Liverpool ရဲ့ Cody Gakpo ကခြေပါကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒီဘက်မှာ Liverpool ကတိုက်စစ်မှု Mohamed Salah ကဝမ်းစီးနဲ့ရှုံးနေနေချိန်မှာဂိုးပေါက်ကိုလွဲချော်ခဲ့ပြီးနောက်ပုံမှန်ဘွဲကစားချိန်10မိနစ်အလိုမှာနီးပြအာနီစလိုရဲ့အားအသင့်ပွဲဆုံးဖြတ်ချက်နဲ့လူစားလဲခံခဲ့ရပါတယ်။ဒီရှုံးပွဲကြောင့်မလို့ Liverpool ကပြည်ရင်း3ပွဲစတိုက်ရှုံးနေခဲ့ပြီးတော့ Premier League ထိပ်ဆုံးက Arsenal နဲ့ရမတီကွာခြားသွားခဲ့ပါပြီ။ ယူနိုက်တက်ကတော့အစဉ်၉နေရာမှာရှိနေပေမဲ့နီးပြအာနီစလော့ရဲ့အသင်းတော်မှာနှစ်မှတ်ကွာဟနဲ့သာယက်တီနေရပါပွဲပြီးအင်တာဗျူးဖြေဆိုရမှာတော့မာတီးယက်ဒီလေးကယူနိုက်တက်ဟာပွဲအတွက်ဘယ်လိုမျိုးပြင်ဆင်ခဲ့လဲအထူးသဖြင့်ဘယ်ကစားသမားတွေကိုပြင်မှတ်ထားခဲ့လဲဆိုတာကိုယူသသာထုတ်ဖော်ပြောကြားခဲ့ပါတယ်အတူကလီဗာပူးမှာအာနီချက်တွေရှိတယ်ဆိုတာကျွန်တော်သိပါတယ်ဒါကသူတို့ရဲ့ဘယ်နောက်ခံသူတွေဖြစ်ပါတယ်ကျွန်တော်အားလုံးတကယ်ကိုစိတ်အားထက်သန်နေကြပြီးတော့အာယုံစူးစိုက်မှုတွေကလည်းအလွန်မြင့်မားနေခဲ့ပါတယ်ဒီနေ့ပွဲကတကယ်ကိုအာယုံစိုက်ပြီးတော့ကစားအမယ်ပွဲဖြစ်ပါတယ်လို့ပြောကြားခဲ့တာပါ လေဘာဘူးကကော်နာဘရက်ဒလီနဲ့မီလော့ချ်ကာဂက်စ်တို့ကိုနောက်ခံလူတွေနေရာမှာပွဲထွက်လူချင်းဖြစ်ထည့်သွင်းခဲ့ပါရီ။နီးပြအာနီစလော့အနေနဲ့ဘရက်ဒလီကိုညာနောက်ခံလူနေရာမှာဒရမီဖရင်ပေါင်ထက်ပို့ပြီးတော့နှစ်သက်ရွေးချယ်ခဲ့တယ်လို့ကာဂက်စ်ကတော့အင်နီရောဘတ်ဆန်ထက်ပို့ပြီးတော့ရွေးချယ်ခဲ့တာဖြစ်ပါရီ။အပြောစရာရှိလာတာကဒီပွဲမှာကာဂက်စ်ရဲ့ပုံစံမှန်မှုနဲ့ပွဲစားကလေးကယူနိုက်တက်ရဲ့တိုက်စစ်ကိုသူ့ဘက်ကျန်းကနေပြီးတော့အဓိကထားတိုက်ခိုက်ခဲ့တာကိုထောက်ရှုရမယ်ဆိုရင်တော့ဒီဆုံးဖြတ်ချက်ကအမှားဖြစ်ခဲ့တယ်လို့ယူဆနိုင်ပါရီ။ လီဝါပူးကစားသမား frame ပေါင်က89မိနစ်မှာလူစားဝင်ပြီးတော့ကစားခဲ့တယ်ဆိုပေမဲ့နောက်တန်း၄ရောက်နေရာမှာမဟုတ်ဘဲနဲ့ဆာလာကိုအစားထိုးပြီးတော့တိုက်စစ်နေရာမှာဝင်ရောက်ကစားခဲ့ပါတယ်ဆာလာဟာ United နဲ့ပွဲစဉ်မှာခြေစွမ်းမပြနိုင်ခဲ့ပေမဲ့သူဟာအချိန်မရွေးဂိုးသွင်းနိုင်တဲ့ကစားသမားတစ်ဦးဖြစ်ပြီးသူ့ကိုထုတ်လိုက်တာကအသင်းရဲ့တိုက်စစ်ပိုင်းဖီအားပေးမှုကိုယုံနေစေခဲ့တာပါဒီလိုမျိုးအစားထိုးခဲ့တာကစလော့အတွက်လည်းအကြောင်းပြချက်ရေးရာမရှိဘဲနဲ့လုပ်ခဲ့တဲ့ပုံစံဖြစ်နေပြီးတော့ရေးတရီကြားထဲမှာလဲဝေဖန်မှုတွေအပြစ်တင်မှုတွေကတစားနှစ်စားမြင့်တက်လာခဲ့ပါတယ် ယူနိုက်တက်ဟာလာမယ့်စနေနေ့မှာအိုးထရက်ဖို့မှာဘရိုက်တန်ကိုလက်ခံကစားမှာဖြစ်ပြီးတော့လီဗာပူးကတော့အင်္ဂါနေ့မှာစတင်ပြီးဖရန်ဘတ်နဲ့အဝေးကွင်းချန်ပီယံလိပွဲစဉ်နဲ့တူတူပွဲကိုပြန်လည်ပြီးတော့စတင်ရမှာဖြစ်ပါသေးတယ်